။ကောင်းလေးတွေမင်းတို့ငါစိန်ခေါ်နေတာနော်။မင်းတို့ကြက်ကြက်ပတ်ထားပါ။လောကကြီးမှာစိန်ခေါ်ခြင်းကိုလက်မခံဝင်လို့ရှိရင်မေလောကကြီးမှာထွက်သွားလိုက်ပါ။စိန်ခေါ်ခြင်းကိုလက်ခံနိုင်မှတတ္တိရှိတယ်လို့ခေါ်တယ်။တတ္တိရှိတယ်ဆိုတာစိန်ခေါ်ခြင်းကိုလက်ခံနိုင်တယ်။စိတ်ခေါ်ခြင်းကိုလက်မခံနိုင်လို့ရှိရင်လောကကြီးမှာအောက်တန်းမှာနေပါဘယ်တော့မှအထက်တန်းမှာမပြောပါနဲ့အဲ့ဒါမင်းမှတ်ထားစိတ်ခေါ်တာကိုလက်ခံနိုင်ပါ မင်းတို့ကရိုးရိုးလေးပြောလက်ကုတ်တီးရင်မတီးရင်ဒါပဲမင်းလောကကြီးမှာနော်တတိရှိတဲ့လူတွေအတွက်သာလေနေရာရှိတယ်နော်တတိမရှိတဲ့လူတွေရဲ့အတွက်နေရာမရှိဘူးတတိရှိတယ်ဆိုတော့ဘယ်လိုလဲစိတ်ခေါ်ခြင်းကိုလက်ခံပါနဲ့တန်ညောတစ်ခုကိုသစ်သားထဲမှာရက်လေဒိုင်းဆိုလိုက်တော့သစ်သားတွေကိုတန်ညောကဝင်သွားတယ်ဘာလို့ဆိုတော့တန်ညောကမာတယ်သစ်သားကပြော့တယ်တန်ညောနေဖို့အတွက်သစ်သားနေရာဖယ်ပေးရတယ် အဲ့တန်ညုံကိုကြောက်တုံးမှာလိုက်တော့ဒိုင်းဆိုကိုွေးသွားတယ်ကြောက်တုံးက sorry ပဲမင်းနဲ့ငါမာတယ်မင်းမာတာပြောတာပြောရင်နေရာဖယ်ပေးလိုက်ပါမာရင်နေရာယူပါစိတ်ခေါ်ခြင်းကိုလက်မခံနိုင်လို့ရှင်မင်းလောကကြီးမှာလူမလုပ်ပါနဲ့ဒါမင်းတို့ပြောတာကောင်းပြီအခုမင်းတို့ကိုစိတ်ခေါ်နေတာပညာသင်နေဆိုပါလေအဲ့ဒီကောင်ကပညာသင်နေဆိုအတွေ့အကြုံကိုလက်စကတ် တိရစ္ဆာန်တွေမှာအတွေ့အကြုံကိုလက်ဆက်ကတ်တယ်ဒါမှမဟုတ်အတွေ့အကြုံကိုကမ်းနိုင်လားလက်ဆက်ကမ်းနိုင်လားကမ်းနိုင်ဘာကြောင့်မကမ်းနိုင်လဲသိလားပိတ်အရေးကြီးတဲ့စကားဖြစ်လာပြီတိရစ္ဆာန်နဲ့လူနဲ့ကွာဟကျက်အကြီးကြီးဒီမှာပေါ်လာတယ်အဲ့ဒါပါလေဘာသာစကားရှိမယ်စကားရှိဘာကြောင့်စကားရှိရလဲတို့မှာထန်ကြိုင်းရှိလို့ဦးဇင်းတို့ဖျားထံကြိုက်အတ္တဖြစ်သောကရိယာလို့ န်ဂရိုင်းဆိုတာထန်ဆိုတာအတန်ဖြစ်သောနေရာဂရိုင်းဆိုတာအတန်မြည်စေသောအရာဂရိုင်းဆိုတာရှာဖို့ထန်ဆိုတဲ့စာအာကောင်းလို့အာသောတို့အဲ့ဒါထန်ကိုဌာနနေရာပေါ့အတန်ဖြစ်သောနေရာရဲ့အတန်ဖြစ်အောင်ခံနေလို့ရှာတယ်ဒါရှိလို့တို့ကစကားပြောလို့ရတယ်ဘာသာစကားဆိုတာသိအားဖို့ကောင်းတယ်တော့မင်းဟုတ်ပြီကျမင်းဟိုမင်းနားမှာရေခွက်ရှိရလားရှိတယ်နော် မင်းဟာသားရှင်စကားနဲ့ပြောလိုက်တာရေခွဲလို့ပြောလိုက်တယ်အဲရေခွဲဆိုင်တင်းရမှာမှခွက်ကြီးဒီနာရှိသလားမရှိဘူးပစ္စည်းမရှိဘူးပစ္စည်းမရှိပဲနဲ့ရေခွဲလို့ပြောလိုက်တာနဲ့ဒီကောင်တန်းသိဟာဘလောက်အားဖို့ကောင်းလဲမီမီမီလို့ဟောလိုက်တယ်ကဲမီမီမီဆိုတာမင်းမြင်ရလို့လားအိမ်ထဲမှာအိမ်ထဲမှာမီမီဆိုတာကမင်းသိဘူးဘာဖြစ်လဲဟာကြီးစံဘာသာစကားအာဝေါ်ရမကောင်းဘူးတိရိစ္ဆာန်မှာအဲ့လိုဘာသာစကားမရှိဘူး ရှိတဲ့ဥစ္စာကြီးကားဆိုရင်လေးခွန်ရှိတယ်ကြီးကားမှာတော့ကြီးကားဆိုရင်၃မျိုးပဲရှိတယ်အဲ့မှာအစာတွေးလို့ဟောတဲ့အတခုနကမိတ်လိုက်ခို့လို့ဟောတဲ့အတသုံးလို့ရန်သူပလာလို့ဟောတဲ့အတဒီ၃မျိုးပဲရှိအာအာဒါပဲစာလေးလေးတိတိတိဒါပဲကျဲအော်ဟီအော်ဒါပဲတက်တယ်တုတ်တုတ်ခံကြရမရှိဘူးကျွန်တော် အဲ့ထံကရမ်းရှိတဲ့အတွက်ကြောင့်မစကားဆိုတာပေါ်လာတော့အဲ့စကားအားဖြင့်ခုနကပြောတဲ့ OBJ ရေရှိတာလို့ပြလိုက်တယ်မေးရှိတာပဲလေမေး OBJ မေးငါပြောတာသဘောပေါက်လားလို့ပြလိုက်တယ်ဆိုတော့ကဲသဘောပေါက်လားဆိုတော့ဘယ်မှာပစ္စည်းရှိလဲအတန်းချက်တဲ့ဒီမှာရှိတယ်မှန်တယ်ပစ္စည်းရှိတယ်မေးမေးအိမ်ဒီမှာရှိတယ်ကဲမေးသဘောပေါက်လားဆိုတော့သဘောပေါက်လားဆိုတဲ့ခါကျတော့ဒီငါပြောတဲ့ဆိုတော့သဘောပေါက်လား OBJ လို့ပြောတဲ့ခါကျအဲ့သဘောပေါက်လားဆိုတော့ဘာပစ္စည်းရှိလဲကဲ သဘောပေါက်လားဆိုတော့ဟာပေါက်တယ်ဆရာလို့ပြောပါစေအဲပေါက်တယ်ဆရာဆိုပစ္စည်းကဘယ်ပါလို့ကမီးလို့လည်းမရှိဘူးရေလို့လည်းမရှိဘူးကြိုင်လို့တွယ်လို့လည်းမရဘူးဒါမှသူနဲ့ကျင်တော့နားလေဖယားခုနကပြောအဲနှုတ်ရှာအဖြစ်ဟောပြီးခဲ့တယ်ပိဋကတ်သုံးပုံကြီးထားပြီးခဲ့တယ်ဆိုတော့အဲ့ဒါပဲကိုယ်ကပြောလိုက်မှပြန်စဉ်းစားလို့ရှိရင်လေးနဲ့သွားမှဆိုလို့ကျွန်တော်မပြောဘဲနဲ့ဆိုတော့နိဗ္ဗာန်သာပဲလို့ကြိုက်သိဘူးလား ဘာဘယ်မှနေပါဆိုဒီနာလာဟိုနာလာဟာနေပါဆိုအာဒီမှာနေပါကြီးနေရခပ်တော့ပြီးသားမြာရတယ်ဘယ်မှလဲဒါကြောင့်လူမှာထန်ခရိုင်းပါလာတယ်ဘာလာစကားပေါ်လာတယ်အဲ့ဘာသာစကားအဖြစ်ကိုစဉ်းစားမိသမျှအကုန်လုံးကိုပြန်ပြီးတော့ဝေငှပေးတယ်ကိုအတွေ့အကြံကိုအတွေ့အကြုံနှစ်ခုမှတ်တာကောင်းလေကိုအတွေ့အကြုံရယ်ကိုအတွေ့အကြံရယ်နှစ်ခုရှိအဲ့ဒီဟာကို lesson campaign ကြီးတယ် ပညာသိခြင်းပဲမင်းတို့ဘာအမေဖေကဘာပဲလဲဟဲ့ဒါရင်တော့ရှာရှာမိရင်တော့ပူပူဖက်ကောက်လေးစည်းစည်းစောင်းချောင်းဆိုးလိုက်တယ်ဒါပေးနိုင်ပါဘောဒါမှကာယခဝေဘာညာဆိုတဲ့ဂျောမက်ထရီတို့ဘာတွေရောက်တဲ့ခါသေးပေးနိုင်သေးလားမိမိတက်ရှင်မှာတက်မှာဘောမိဖေတက်ရှင်မှာတက်မှာဘောအဲ့ကြောင့်ဘုရားသေးပေးရတယ်ဆရာဆရာမသေးပေးရတယ်ဆရာဆရာမဘာလို့လုပ်ထားလဲဆိုတော့မိအဖေမိကိုစားသေးပေးတာတိရိစ္ဆာန်တွေကြတော့မိဘကိုယ်တိုင်သေးပေးတယ် မင်းတို့လူတွေမှာကြတော့တရိစ်မိဘကိုယ်တိုင်မတတ်နိုင်တော့မတတ်နိုင်တဲ့ဆရာတို့ရဲ့ဒါကြောင့်မလို့ယတနာသုံးပါးနဲ့ဆရာသမားမိဘအနန္တငါးပါးထဲမှာဆရာသမားကိုထည့်တာအဲ့ဒါယိုးယိုးလေးအဲ့သူကမိဘကိုစားသင်ပြီးထားလိုက်တော့သိရှိကိုမှာဒူဒူဒူဖြတ်သွားတိုက်ကောင်းပြီပညာသင်တယ်အဲ့တော့ပညာတက်တော့ဘာဖြစ်လဲ ပညာတက်တဲ့အခါကျတော့သူများတဲ့အကျိုးကြောင့်ပူသေးတယ်။လာပြီးတော့ပြန်ပြီးတော့ခေါင်းဟာစားပြန်ကောက်တော့မလား။အကြောင်းကျိုးပူသေးတယ်။အကြောင်းကျိုးပူသေးတော့အကြောင်းကိုပူသေးတော့အကျိုးကိုဆင်ခြင်နိုင်တယ်။တခုတည်းကျင်လို့အတွေ့အကြုံနဲ့အကြောင်းဆိုကျွန်တော်ထိုင်ငယ်ငယ်ကတွေ့ဘူးတဲ့ဆောက်။ကျွန်တော်ကတောင်ပင်ကြီးရပါတောင်ပင်ကြီးရဲ့တောင်ပင်မှာဆက်သွားဆိုတာအဲ့ဆက်သွားတဲ့တောင်ပင်ကြီးလာတဲ့ကားရှိတယ်။စစ်ပီးစားအဲ့မှာ လေးတယောက်ကတော်ဟိုးဆက်သွားရဲ့အရှိဘက်ကတော်ကြည့်လိုက်ကကလေးသူကမြို့ကိုလိုက်လာမိဘတွေနဲ့လူလိုက်လာလိုက်လာရင်ကနေပြီးတော့မှအုတ်ထုတ်ကလေးဆောက်လာတော့အုတ်ထုတ်ကဘိုးဆိုလေလွင့်ပြီးတော့ဟိုတကားကလေလွင့်ပြသွားသူ့အုတ်ထုတ်ခေါက်ချင်လို့မလို့ကားပါခုံစင်တာသူကလှဲချင်နေတာသိရောနေရတယ်ဒီကားဒီလိုပြုနေစအတွေ့အကြုံသူမသိမိဘကနေအတွေ့အကြုံကြည့်တဲ့မိဘကနေဆွဲဖို့အချိန်ပေးရလိုက် ကန့်ချင်သေရောအဲ့တော့အတွေ့အကြုံစာဘလောက်ကြောက်ဖို့ကောင်းလဲအဲ့ဒီအတွေ့အကြုံပြန်ပြီးသင်ပေးတယ်လို့မရှိရင်သေတောင်သေတတ်တယ်သူကအခုဒါကြောင့်မလို့သေတာတွေအများကြီးဖြစ်လာတော့ဥပမာဆိုရဲ AIDS တို့ခုနာမည်ကြီးနေ HIV တို့ AIDS တို့ဆိုရည်အဲ့အများကြီးသေနေတယ်အများကြီးဖြစ်နေကြတာပဲခုဒါကြောင့်ကျွန်တော်ဆောင်းမရေးတယ်ဒီဒီ request ဆိုတဲ့ channel ထဲမှာကျွန်တော်ဒါတွေရေးနေရတယ်ဘာလို့ဆို ဘယ်လိုကုရမှလည်းမသိဘယ်လိုကုနာမှကုမှလည်းမသိဘယ်လိုရက်တည်နေရတယ်ဆိုလည်းမသိဟုတ်လား ARD ဆိုစီရှိတယ်ဆိုလည်းသူတို့မသိဘူးဒါပြောပြောနေတယ်ဗျာကိုတော်ဗျာပညာသည်ပြင်းလင်းအသက်ကိုညံဆောင်တယ်အဲ့ညံကိုထိတ်ကွထားတာပညာဒါကြောင့်ပညာတရားတွေပညာဆိုတာဘာလဲအကြောင်းကိုသိခြင်းအဲ့အကြောင်းကိုသိအောင်ပါလို့ပညာသင်ပေးရတယ်ဘယ်သူကသင်ပေးလဲမိဘကသင်ပေးတယ်နောက်ဘယ်သူကသင်ပေးလဲဆရာဆရာကသင်ပေးတယ် ပညာသင်တယ်ဆိုတာပါလေပြန်တွေ့တယ်အတွေ့အကြုံနဲ့အတွေ့အကြုံကိုလက်ဆင့်ကမ်းကြည့်တာပညာသင်ပြီးတာပဲရတယ်နော်ကောင်းပြီကျွန်တော်ဆက်ရအောင်အဲ့တော့ပညာသင်ပြီးတဲ့ဥစ္စာမှာခုနကပြောရတဲ့စကားနဲ့သင်တယ်လို့ကျွန်တော်ပြောခဲ့တယ်စကားနဲ့သင်လိုက်တဲ့ဥစ္စာမှာခုစကားကျွန်တော်ပြောရတဲ့စကားကြားတယ်အစားမဲကြားစကားပြောတယ်ဒါပေမဲ့အဲ့ဒီဥစ္စာကိုလူကဘယ်လောက်ထိအောင်တော်လာလဲဆိုတဲ့အခါကျတော့ written korab a ye ekhya ne tiketa da tawe tho ya ga yi sa ne phat lai de ba ya ye ye shi da la tu ti paw ma ye da ekhya be ku jin naw a ni do sa le yi bi lai ne khan na mu ba ka au pi jaw da pe sa pe au pi jaw ji ma ye phat lai ma ha sia ye lo ni ya pe ma ji da tiketa ba အဲ့စာဆိုတာဟာအတန်ရဲ့တိကိတာပဲစာရေးတယ်ဆိုတာကိုပြောချင်တဲ့စကားကိုအခရာနဲ့ရေးလိုက်တာပဲအဲ့ဒါကြောင့်မို့လို့ဆရာအရေးကြီးတော့မယ်နော်အဲ့ဒီဒါကြောင့်မို့လို့စာသင်တဲ့ကြောင်းများများရှိလေလေအဲ့မျိုးကောင်းလေလေအဲ့ဒီစာသင်ကြောင်းကိုအားပေးလေလေအဲ့မျိုးထုံးကားလေအဲ့ဒီနောက်ဆက်တယ်တော့စာကြီးတိုက်ဟောဒီမှာဝိဇ္ဇာတမ ာကြီးတဲ့ဘုရားဆရာတော်ကိုမေးရသေးတယ်သမ္မာအခခတ်သိစားလေရှိရထားပါလားပြည်စုံရင်ဝိဇ္ဇာသမ္မာကအသိဖြင့်ပြည်စုံတော်ဘုရားကြီးလိုက်တယ်ကျွန်တော်တိုင်းပြည်ကခက်ပုံပါဒါဆရာတော်ဘုရားတို့ဘုရားဒီတော့ခွင့်လွတ်ပါဗျာပြောပြောရတော့မယ်ကျွန်တော်ရွှေတော်ဘုရားကြီးသွားပြီရွှေချတယ်ခလေးကြီးစာကြီးလိုက်ကိုစာအုပ်တွေ့အောင်မှမသိတဲ့တိုင်းပြည်